အမေရှိမှသားတို့သမီးတို့ဟာအကုန်လုံးကြီးပြင်းပြီးတော့ဘဝလေးတွေကိုရှောက်လန်းကြရတာအဲ့တော့မိမိရဲ့ကျေးဇူးကြီးမားပုံလေးတွေကိုသိရအောင်မိမိရဲ့မေတ္တာတရားတွေကိုသိရအောင် သားတွေသမီးတွေကိုဒီချေကားနေပြီးတော့ကြပြားလေးရွတ်ပြီးတော့သားတို့သမီးတို့ကိုသင်ခန်းစာအောင်နားလည်သဘောပေါက်အောင်ရှင်းပြမယ်ပြောပြမယ်နော်အဲ့တော့သားတို့သမီးတို့ကိုပထမပုံလေးကိုကြီးလိုက်ပါအောင်မိခင်ကနေပြီးတော့နော်သားသမီးတွေကို ကျွေးမွေးတုတ်တင်တက်ဆုံးမင်ချစ်ခင်ရှာပြီးဒို့မီမီဆိုတဲ့စာသားလေးအတိုင်းပဲမီမီရီယာသားသမီးတွေကိုမွေးလာပြီးဆိုကြရနို့ဂျူတိုက်ကျွေးပြီးတော့သားလေးသမီးတွေကိုကြီးပြင်းစေခဲ့တာတုတ်တင်နေဆိုတဲ့ဇကားရဲ့အတိတ်ပဲကလည်းသားလေးသမီးတွေကငငယ်တုန်းကဘာမှမသိခဲ့ဘူးမသိခဲ့တဲ့အချိန်ခါမှာသားရီသမီးဟာဟာပါချလိုက်တယ်အီးအီးပါချလိုက်တယ်အာရှူရှူတွေပေါက်လိုက်ပြီဆိုရင်အမေတွေကဒါတွေကိုယွန်းချခြင်းဆိုတော့အတိတ်တရားမထားဘဲနဲ့သားတို့သမီးတွေရဲ့အပေါ်မှာ ကျွေးမွေးတုတ်တင်ပြီးတော့လောက်ကင်ပေးခဲ့တယ်ဒါဟာအခုခဏလေးတွင်ပဲလားတို့တွေတအားလို့သမီးတို့ငရေစင်မှာပဲလုတ်ပေးခဲ့တာလားမဟုတ်ဘူးမိဘတွေကအသက်ရှိနေသမျှကာလပါလို့တားသမီးအပေါ်မှာချစ်ချစ်ခင်ခင်နဲ့ရင်ထဲမှာမေတ္တာအပြည့်နဲ့တားတို့သမီးတို့အပေါ်မှာကျွေးမွေးဆောက်ရှောက်ခဲ့တဲ့အမိရဲ့မေတ္တာတရားပါနော်အာဒုတိယပုံလေးကိုလည်းကြည့်လိုက်ပါဦးငယ်စဉ်ကာလမှာသားရီသမီးတွေကိုစီကန်းလေးတွေနဲ့ဘလို့နေရမယ်ဘလို့ထိုင်ရမယ် အဲဘယ်လိုလုပ်ရင်ကောင်းတယ်ဘယ်လိုလုပ်ရင်မကောင်းဘူးဆိုတာတွေကိုသားတို့သမီးတို့အမြဲတမ်းမိဘဆုံးမခဲ့သားတို့သမီးတို့ရဲ့ဘဝမှာလက်ဦးစရာမိမိပဲနော်မိမိကလက်ဦးစရာသားတို့သမီးတို့ရဲ့ငယ်စဉ်ကာလမှာစိတ်ကန့်တွေကိုကောင်းမွန်အောင်နဲ့ဘဝလမ်းမှာရှောက်လန်းနိုင်ဖို့တင်ကြားပေးခဲ့တာလေမိမိပဲဖြစ်တယ်တတိယပုံလေးကိုကြည့်လိုက်ပါဦးသားတို့သမီးတို့ကအာငယ်စဉ်ကာလဆိုတော့မိမိကတော့ထင်းချောင်းခဲ့ပြီးပြီးအရွယ်ရောက်လာရင်ငါတို့ရဲ့သားတွေသမီးတွေကိုပညာတွေတက်မှာ လူလောကကြီးမှာရှောက်လန်းနိုင်မယ်ဆိုတဲ့အတိတရားတွေနဲ့မိမိတွေကသားသမီးတွေကိုဟာချစ်မြတ်လွန်းလွန်းလို့အိမ်မှာမထားဘူးနော်။ဘာဖြစ်လို့လဲချစ်လွန်းလွန်းကြောင်းပို့ပြီးတော့သားရီသမီးတွေကိုပညာတွေသင်ပေးခဲ့တယ်။နော်။အဲ့လိုသင်ကြားပြီးတော့ဂျေစုကိုအမတန်းမှကြီးလာတဲ့မိမိပါ။နော်။အဲ့လိုရင်ပြီးသလားဆိုတော့သားရုသမီးတို့ရဲ့ကျမ်းမာဖို့အရေးဆိုတာလေဒီဟာလေးတွေစားရင် ဟိုအဆင်ပြေမယ်နော်တားတို့သမီးတို့လည်းအခုဆိုတည်တယ်အစာအုပ်စုဆိုတာသုံးစုစလုံးနဲ့စုံအောင်ဒီလိုလေးစားရင်အဲခွန်အားတွေဖြစ်စေမယ်ဒီလိုလေးစားရင်အာဟာရတွေဖြစ်စေမယ်ဒီလိုလေးစားရင်ကျန်းမာရေးကိုအထောက်အကူပြုမယ်ဆိုတဲ့အသည့်တရားတွေနဲ့အတူတားတို့သမီးတွေကိုပြုစုပြုထောင်ပေးတဲ့အတွက်တအမတန်ဝိုးမှလေးစားတော့ကောင်းတယ်မိမိဖြစ်ပါတယ်နော်အဲ့တော့တားတို့သမီးတို့ရဲ့ဘာလေးပဲဖြစ်ဖြစ်စင်မြန်းတဲ့အခါမှာပဲဖြစ်ဖြစ်မြင်းပြန့်နုံနုံချင်းချင်းတန်းတန်းနဲ့ချစ်ခင်တတ်တဲ့ အမိဖြစ်တယ်เนาะအဲ့တော့သားတို့သမီးတို့ရဲ့အတိတရားလေးနဲ့ဒီကပြားလေးကိုပဲသားတို့သမီးတို့ကနားလေသဘောပေါက်ပြီးတော့မမေရဲ့မေတ္တာတရားဒီကပြားရဲ့အတိုင်းစားထောင်မက ကြီးမားပါတယ်เนาะမမေရဲ့မေတ္တာတရားတွေကိုကြီးမားတဲ့အတွက်ကြောင့်သားတို့သမီးတို့ကဒိုးမေမေကပြားလေးကိုရွတ်ဆိုရင်းနဲ့သားတို့သမီးတို့ရဲ့ဘဝလမ်းလေးကိုအကောင်းဆုံးရှောက်လမ်းနိုင်ပါစေလို့ဒီချေကဆန္ဒပြုရင်းနဲ့သင်ပြပေးတာ သားတို့သမီးတို့ကိုဒုမိမိကဗျာလေးရဲ့အကြောင်းအရာလေးကိုလည်းတီချဲကရှင်းပြပေးခဲ့ပြီးပြီအဲ့တော့သားတို့သမီးတို့နဲ့ဒုမိမိကဗျာလေးကိုတီချဲနဲ့အတူတူရွဆူလိုက်ကြရအောင်ဒုမိမိကျွေးမွေးတုတ်တင်တက်ဆုံးမင်းချစ်ခင်ရှာပေးဒုမိမိငယ်စဉ်ကာလစီကံပြဆုံးမခဲ့ပြီးဒုမိမိအွေရောက်လာចောင်းအခါ ပညာပေးပေးဒို့မေမေကျမ်းမာဘူရေတင့်ရာကျွေးလေးစားအပ်ပေးဒို့မေမေဝစ်စားစင်ရင်မျက်နှိုးချင်းချစ်ခင်အပ်ပေးဒို့မေမေကြပြလေးကိုရေးဖွဲ့ထားတဲ့သူကတော့အမိမတိစာစုဖြစ်ပါတယ်ဒီကြပြလေးကိုရေးဖွဲ့ထားတဲ့သူကတော့အမိမတိရှိစာစုဖြစ်ပါတယ်ဒီတော့တီချယ်တို့ကဒိုမေမေကြပြာကိုလည်းဖတ်ပြီးသွားပြီးအတိတ်ဘယ်ကလေးတွေကိုလည်းရှင်းပြပြီးပြီဆိုတော့ သားတို့သမီးတို့လည်းနားလေသဘောပေါက်မယ်လို့တီချာကထင်ပါတယ်။ဒါကြောင့်မလို့သားတို့သမီးတို့နဲ့နောက်တစ်ချိန်စာသင်ချိန်မှာတီချာနဲ့ပြန်လည်ဆုံတွေ့ကြမယ်နော်။အားရဲဆိုတာရိုးရာဟာတာပုံမြင်လေးကိုပြောပြမှာ ားတို့သမီးတို့လည်းပုံမြင်ဆိုတာတားတို့သမီးတို့လည်းတတိယအတိုင်းရောက်ဘူးပြီဆိုတော့ပုံမြင်နေလဲဖတ်ဖူးပြီးသွားပြီဒါပေမဲ့ဖတ်ဖူးတဲ့ပုံမြင်နေအများကြီးရဲ့မှာမှာဟာတပေါ့နော်ဂျိုးရဟာတပုံပြင်လေးကိုဒီချက်ကဒီနေ့ပြောပြမှာဖြစ်တယ်အားရဲဆိုတဲ့အဖြစ်အပျက်ကလေးကိုရည်စရာကောင်းတဲ့ပုံပြင်လေးဖြစ်နေဖန်တီးထားတဲ့ပုံပြင်လေးဖြစ်တဲ့အတွက်ကြောင့်သားတို့သမီးတို့ကိုလည်းဒီပုံပြင်လေးကိုဒီချက်ကပြောပြပါမယ်တခါတုန်းကရွာတရာမှာဈေးတဲ့အမေကြီးတယောက်ရှိရဲ့သူ့မှာသမီးပြိုနှစ်ယောက်ရှိတဲ့ ဲ့ဒီသမီးနှစ်ယောက်မှာသမီးငယ်ကလဲလဲဝဲဝဲရှိတဲ့အပြင်လူမှုရေးကိစ္စတွေမှာလည်းတက်တက်ကြွကြွပါဝင်ဆောင်ရွက်တတ်တဲ့။သမီးကြီးကတော့အာလဲအာနာလဲနာလူမှုရေးလဲဘာမှနားမလဲဘူးတဲ့။ဈေးရောက်တဲ့အလုပ်ကိုတော့သူနားလဲတော့တာရောင်းပေးတယ်။ရော့ရတဲ့ဟူသွားမယ်ဆိုလို့လဲသူတယောက်တည်းမသွားတတ်ဘူး။ညီမငယ်ကိုအမြဲတမ်းခေါ်သွားလိမ့်ရှိတယ်။ ပြီးတော့ညီမပြောစကားမှန်သမျှယုံလွဲပြီးခိုင်းသမျှကိုလည်းအကုန်လုပ်ပြီးတည်းတနေ့မှာတော့အမေကြီးကသမီးကြီးရိုးအလောနာကိုတီးတော့ဂယုနာတော်တော်နဲ့အကြီးမနေဒီလောက်အနေငါမရှိတဲ့အခါညီညီမညီကိုရောင်းစားသွားလိမ့်မယ်တီလားလို့ပြောလိုက်တဲ့အခါ သမီးကြီးကအိုးအမေကလည်းသူကရောင်းစားရအောင်ဘသူကချိန်ခွင်မော်တက်မှာတော့ကိုပြန်ပြောလိုက်တဲ့ကွယ်ဒါတို့သမီးတို့ကအားရဲဆိုတဲ့ရွရဟာတာပုံမြင်လေးကိုဖတ်ပြီးသွားပြီဖတ်ပြီးသွားတဲ့အခါမှာအားရဲဆိုတာမကောင်းဆိုတာကိုဒါတို့သမီးတို့ကသိသွားတယ်အားရဲဆိုတာက သူတစ်ပါးပြောစကားကိုယုံလွဲပြီးတော့သူတစ်ပါးခိုင်းတာတွေကိုလည်းလုတ်တက်တဲ့အမေကဂိူနာဒေါသောနဲ့ပြောလိုက်တဲ့စကားကိုလည်းသမီးကယူအလုံးတော့နားမလည်ခဲ့ဘူး အဲဒီတော့သားတို့သမီးတို့ကလည်းအရဲဆိုတာမကောင်းဆိုတဲ့အတိတရားတွေဝင်ပြီးတော့ကိုကိုကိုလည်းအရဲဆိုတဲ့အဖြစ်မျိုးတွေမရောက်အောင်ဘဝလမ်းမှာ အတုတွေယူပြီးတော့အကောင်းဆုံးလမ်းကိုဖြတ်သန်းနိုင်ဖို့တီချဲတို့ကတော့သင်ကြားပေးလိုက်တာဖြစ်ပါတယ်။အဲဒီတော့တီချဲကအရဲဆိုတဲ့ရိုးရပုံမြင်လေးရဲ့စာပိုက်ကလေးကိုလည်းဖတ်ပြပြီးသွားပြီးအတိတ်ဘယ်ကိုလည်းရှင်းပြပြီးပြီးဆိုတော့သားတို့သမီးတို့လည်းနားလေသဘောပေါက်မယ်လို့ထင်ပါတယ်။ အဲ့တော့သားတို့သမီးတို့နဲ့နောက်တစ်ချိန်စာသင်ချိန်မှာဒီ channel ပြန်လည်ဆုံတွေ့ကြမယ်နော်